ထွမြောက်ရာကျန်းအခန်းကြီး30တဏီကနန့်တပောင်းကိုမိရှုပ်စီယာရစ်ပလင်ကိုအာကာရှသားနဲ့လောက်ရမည်ထိုရစ်ပလင်သည် အလျားတတောင်အနံတတောင်စဒူယန်၄တောင်ဖြစ်၍အမြင့်နှစ်တောင်ရှိရမည်ဥချို့တို့ကိုလည်းအာကာရှသားဖြင့်ပြီးစေရမည်ပလင်ထက်နန်ယံ ဥချူတို့ကိုရွှေစင်နဲ့မုံမှန်၍အပေါ်နာပတ်လေ၌ကွက်တော်ရွှေတစာကိုလည်းလောက်ရမည်ရွှေတစာအောက်ပလင်တစ်ဖက်တစ်ချက်တောင်း၌ရွှေကွင်းနှစ်ကွင်းကိုလောက်၍ပလင်ထန်းစီရထဘိုးနေရဖြစ်ရမည်တဘိုးတို့ကိုအာကာသသားနဲ့လောက်၍ရွှေနဲ့မိုးမှန်ရမည်ငါသည် တေနဲ့တွေ့ရအရက်တတိခံချက်ထားသောတစ်တာကိုကာသောကလကရှိ၌ထူပလင်ကို ထားရမည်အာရုံဒီနက်နက်တိုင်းမိခွတ်တို့ကို ပြင်သောအခါထူပလင်ပေါ်မှာမှွေသောနန့်တပေါင်းကို ရှို့ရမည်ညာဦးရန်၌လည်းမိခွတ်တို့ကို ထုံးသောအခါ ထိုပလင်ပေါ်မှာနန့်တပေါင်းကိုရှို့ရမည်ထိုတော့တင်တို့သားစီမြင်းဆက်တို့သည်ထာဝရဖျားရှေ့တော်၌အစဉ်အမြဲပြုရသောနန့်တပေါင်းရှို့ခြင်းဖြစ်သည်ထိုပလင်ပေါ်မှာထူခြားသောနန့်တပေါင်းကို မရှို့ရမိရှို့သောရစ်ကိုမပြုရဘောဇဉ်ပူသောတကကိုလည်းမပြုရတွန်းလောင်းရပူသောတကကိုလည်းမပြုရ အာယုံသည်တနှစ်တခါအပြစ်ဖြေရာရစ်ကောင်အသွေးကိုယူ၍ထိုပလင်ဤဥချူတို့၌အပြစ်ဖြေခြင်းမင်္ဂလာကို ပြုရမည်။တင်တို့သားစီမြင်းဆက်တို့သည် တနှစ်တခါထိုတို့ပြုရကြမည်။ထာဝရဘုရား၏အလွန်တန်ရှင်းသောရစ်ပလင်ဖြစ်သည်တဖန်ထာဝရဘုရားသည် မောရှိအားမိန်တော်မူသည်ကဤတေလာအမျိုးသားတို့ကို ရေတက်ရဲ့စည်ရင်ယူသောအခါဘေးလွမိအကြောင်းရှိသည်မတို့သည်အတီတီမိမိအသက်ရွေးရန်အဖိုးကိုထာဝရပြားအားဆက်ကပ်ရမည်ရေတက်ရဲ့စည်ရင်ဝင်သောသူအပေါင်းတို့သည်အကြက်တော်အတိုင်းငွေအကြက်တဝက်စီထာဝရပြားအားဆက်ကပ်ရမည်အကြက်အားဂေရန်20ဖြစ်သည် အသက်20မှစ၍ပိုလွန်သောသူအပေါင်းတို့သည် စိတ်ရင်းဝင်၍ထိုတုတ်သောပူဇော်တကကိုထာဝရဖေအားအားပြုရမည်ကို့အသက်ကိုရွေးချင်းငါထာဝရဖေအားပူဇော်တကကိုပြုသောအခါငွေရတတ်သောသူတို့သည် မပူဆင်းရဲသောသူတို့သည်မလျော့ဘဲလူတိုင်းအကျက်တဝက်စီပေးရမည် ဣတီလာအမျိုးသားတို့ဤအရွေးငွေကိုယူ၍သူတို့အသက်ကိုရွေးချင်းငါသာရဖျားရှေ့တော်၌ဣတီလာအမျိုးသားတို့ဤတတ်တည် ဖြစ်ရမည်အကြောင်းပရိသတ်စည်းဝေးရတဲတော်စေအဖို့အလို့ငါထားရမည်ဟု မိန်တော်မူ၏တပန်သာရဖျားသည် မောရှိအားမိန်တော်မူသည်ကအာယုန်နှင့်သူဤသားတို့လက်ချီစည်းစရာဖို့ကြေးဝါ ခြစ်တပါသောကျေးဝါအင်းတုံကိုလှုပ်၍ပရိသတ်စည်းဝေးရာတဲတော်နှင့်ရစ်ပလင်ဆက်ကြား၌ထားရမည်သူတို့သည်ပရိသတ်စည်းဝေးရာတဲတော်သို့ဝင်တော်၎င်းအမှုတော်ကိုထမ်း၍ထာဝရဘုရားအားမိရှုသောရစ်ကိုပူဇော်ခြင်းကရစ်ပလင်အနာသောချင်းကတ်တော်၎င်းတေဘေးနှင့်ကင်းလွတ်မီအကြောင်းမိမိတို့လက်ခြေကိုဆေးရမည် ထိုတော့သူတို့နဲ့သူတို့အမျိုးအနွယ်အစင်အဆက်တို့သည်စောင်းရသောပညာတော်ဖြစ်တည်းဟု မိန့်တော်မူ၏တပန်ထာဝရဘုရားသည် မောရှိအားမိန့်တော်မူပြန်သည်ကတင်သည်မြတ်သောနန့်တမျိုးကို အကျက်တော်နှင့် ချိန်လက် စင်ကြဲသောမူရန်စီအကျက်900မှွေသောတိကြဘုံ250မှွေသော ကြံ250တစ်ကြဘူတမျိုး900တန်လွင်စီတဟိတ်ကိုယူ၍စေသမအတက်နဲ့ဖျောင်းစီကိုပေါ်တက်သည့်အတိုင်းလိမ့်ရန်စီတီးဟူသောတန်ရှင်းသောနန့်သစီကိုပေါ်ပြီးမှပြိသက်စီဝေးရတဲတော်နဲ့တတ်တီခန့်ချက်တစ်တာကို၎င်းစပွဲနဲ့ ဇပွဲတစားရှိသည်မြကို၎င်းမိခုံနဲ့စီခုံတစားကို၎င်းနန့်တပေါင်းရှို့သောပလင်မိရှို့ရာရစ်ပူဇော်သောပလင်နဲ့ပလင်တစားရှိသည်မြကို၎င်းအင်ဒုံနဲ့အင်ဒုံချစ်ဒကို၎င်းထိုနန့်တစီနဲ့လိမ့်သည်ဖြစ် ထိုအရာတို့ကို အလွန်တန့်ရှင်းစေခြင်းက ထိုတော့ တန်ရှင်းစေရမည်ထိုအရာတို့နဲ့တွေ့သည်မသော အရာသည်တန်ရှင်းသောအရာဖြစ်ရမည်အာယုန်နဲ့သူသားတို့ကိုလိန်၍သူတို့သည်ငါရှိမှယစ်ပရောဟိတ်အမှုကိုဆောင်စေခြင်းကယစ်ပရောဟိတ်အရာ၌ခံထားရမည်ဤသည်လာအမျိုးသားတို့အားဆင့်ဆူရမည်မှတင်တို့သားစဉ်မြင်းဆက်အပေါင်းတို့၌ ECD ငါအဖို့တန်ရှင်းသော လိန်ရန်စီဖြစ်ရမည်လူဤကိုပေါ်မှာမလောင်းရထိုစီကိုဖော်သည့်ဤတူအခြားသောစီကိုမဖော်ရတန်ရှင်းသည်ဖြစ်၍တန်ရှင်းသည်ဟုတင်တို့သည်မှတ်ရမည်ထိုစီနှင့်တူအောင်ဖော်သောသူမဆိုင်သောလူ၌လိန်သောသူမိသည်ကမိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟုမိန်တော်မူ၏ တဖန်ထာရပြားသည်မောရှိအားမိန်တော်မူသည်ကမှွေသောနန်းတမျိုးတီးဟူသော နာတစီမှွေသောငါခွန်ကာလာပန်စီ စင်သောလောပန်စီတို့ကို အညီအမျှချိန်ယူ၍စေသမအတက်နှင့် နာစီကိုပေါ်တက်သည့်ဤသူရောနော၍တန်ရှင်းစင်ကြဲသော နန့်တပေါင်းကိုဖော်ရမည်အချို့ကိုလည်းညက်ညက်ထောင်းပြီးမှငါသည်တင်နဲ့တွေ့ရအရက်ပရိသတ်စည်းဝေးရတဲတော်၌တတိခံချက်ရှေ့မှထားရမည်တင်တို့တွင်အလွန်တန့်ရှင်းရမည်ထိုတုတ်သောနန့်တပေါင်းကိုဖော်သည့်ဤတူအခြားသောနန့်တပေါင်းကိုကိုယ်တုံးဖို့မဖော်ရ တင်တို့တွင်ထာဝရဖျားအဖို့တန်ရှင်းရမည်အကျဉ်တူသည်မိမိရှုစီရာဖို့ထိုနန့်တဘောင်းနဲ့တူအောင်ဖော်၏ထိုတူသည်မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန်တော်မူ၏